င်္ဂလာပါခင်ဗျာညဒီနေ့မှာတော့ Photoshop နဲ့ license တက်ပုံပြုလုပ်တဲ့နည်းလေးကို sharing လုပ်ပေးချင်ပါတယ်။အဲ့တော့ Photoshop မှာဆိုလို့ရှိရင်ဒါ license တက်ပုံနေပြီးတော့လို့ဒီအရှာ password ပုံနေဘွဲဖောင်တင်တဲ့ပုံနေအားလုံးကိုပြုလုပ်လို့ရမှာဖြစ်ပါတယ်။ကျွန်တော်တို့အဲ့ဒီတည်းကမှာဒီ license တက်ပုံပြုလုပ်တဲ့နည်းလေးကိုမျက်ဝေပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ကျောင်းရဲ့ဗီဒီယိုလေးမစခင်ကျွန်တော်အစီအမံဒီ Japan region တိကျအကောက်တွေဖွင့်လို့ရနေပါပြီနော်။ မက်စတိုအနေနဲ့ဒီဝင်ဝင်ကျန်းတဲ့ဂျပန်တိတော့အောက်တွေလူကျင်တယ်ဖွင့်ကျင်တယ်ဆိုတော့ဆိုတဲ့လူတွေအတွက်ပေါ့နော် monetization အောက်ပြီးသားတော့မရှိပါဘူးရှင်တော်ကဂျပန် region တီးတန့်ဖွင့်ပေးရပါတော့တီးတန့်ဖွင့်ပေးတာပါသူဇေနုံရှိုသားစာနဲ့ဖွင့်ပေးတာဖြစ်ပါတယ်အဲ့တော့ဂျပန်ဂျပန် region ဖွင့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်ကိုမတ်မှာဂျပန် region လို့ရေးခဲ့ပြပါနော်တကယ်တော့ကျွန်တော်ဗီဒီယိုလေးဆက်ရအောင်ပြန်ဆုံးအနေနဲ့ကျွန်တော်တို့ အဲဒီတက်ပုံလေးတစ်ပုံ Photoshop ထဲမှာခေါ်ထည့်လိုက်ပါမယ်။တက်ပုံလေးတစ်ပုံခေါ်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ site ဖြတ်ပါမယ်။ site ဖြတ်ဖို့အတွက်ဒီ2ဘောက်တည်းဟာ Ctrl 2ပေါ့နော် Ctrl 2လေးကိုယူပြရမှာဖြစ်ပါတယ်။သူ့ရဲ့ shortcut key ကတော့ကျွန်တော်တို့က keyboard ကနေ C ကိုနှိပ်လဲရပါတယ်။ဒါဆိုလို့ရှိရင်ဒီ Ctrl 2လေးဝင်လာပြီပေါ့နော်။ Ctrl 2လေးဝင်သွားပြီဆိုလို့ရှိရင်ဒီအပေါ်လေးမှာရှိပါတယ်။ကျွန်တော်တို့တက်ပုံရဲ့ site ကဒီ lensing တက်ပုံရဲ့ site က1.1 1.3 inch ဖြစ်ရပါမယ်ဒီပါเนาะဒီမျိုးလေး size လေးတက်မှတ်လိုက်ပါ size လေးတက်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးလေးကိုလိုတဲ့အနေထားလေးကိုဒီလိုမျိုးလေးဆွဲပေးလိုက်ပါเนาะအဲပြီးသွားရင်ကျွန်တော် okay ကိုပေးလိုက်เนาะအနာခောက်လည်းရပါမယ်အနာခောက်လိုက်ပါเนาะအနာခောက်ပြီးသားပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့က license ဓာတ်ပုံအတွက် size တော့ show ပြီးသွားပြီ size show ပြီးသွားရင်သူ့ကိုကျွန်တော်က control J လေးနဲ့ပွားထားလိုက်ပါမယ် control J လေးပွားပြီးသွားလို့ရှိရင်သူ့ကို ဒီနောက်ခံ background ပေါ့เนาะနောက်ခံကျွန်တော်တို့ကလာ background ပြောင်းဖို့အတွက်ကျွန်တော်တို့ဒီ pan do ဖြစ်ဖြစ်ပေါ့เนาะတခြား do လေးတွေလည်းဒီလိုမျိုးအရှေ့နောက်ခံ background နဲ့ဟိုလူမာရှိတဲ့ခနာကိုရဲ့အသားရည်နဲ့အင်ကြီးအရောင်နဲ့အဲကွဲပြားမှုရှိရဆိုလို့ရှိရင်ဒီကျွန်တော်တို့တခြား do လေးတွေအဲ request selection do တွေပါအေးသုံးလို့ရတယ် magic wand do တွေ request selection do တွေသုံးလို့ရတယ်တကယ်လို့အဲနောက်ခံမှာရှုပ်ချက်ခန့်နေမယ်ဆိုရင်เนาะကျွန်တော်တို့က ပန်တူးလေးကိုအသုံးပြုတာအကောင်းဆုံးပေါ့နော်မိတ်စတိုတွေနဲ့အဆင်ပြေတဲ့တူးလေးကိုအသုံးပြုလို့ရပါတယ်။ကျွန်တော်ကတော့ဒီထက်ပန်တူးလေးကိုအသုံးပြမှာဖြစ်ပါတယ်။အဲ့တော့ပန်တူးလေးကိုကျွန်တော်တို့ဒီမှာစတင်ပြီးတော့အဲပန်တူးလေးစပြီးတော့ပြီးပါမယ်နော်။ โอเคကျွန်တော်တို့ပန်တူးလေးလေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီပန်တူးလေးထားတဲ့အလေးကို selection ပေးပါမယ် select ပေးဖို့အတွက် keyboard ကနေ control ရဲ့ under key ရဲ့တွဲပြီးတော့နှိပ်ပေးပါ control ရဲ့ under key ရဲ့တွဲနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုး selection ဝင်သွားပါလိမ့်မယ်เนาะအဲ့တော့ဒီနေရာလေးမှာကျွန်တော်ကဒီပွားဖို့အတွက်ပေါ့เนาะဒီပုံလေးကိုထပ်ပြီးတော့ control ချိန်နဲ့ပွားပေးရမှာဖြစ်ပါတယ်ကွန်ထိုးခြင်းနဲ့မပွားခင်ကျွန်တော်တို့ကဒီလိုမျိုးပန်တူးလိလိုက်တဲ့အနားလေးတွေကိုကျွန်တော်ဝါခြင်းတယ်ဆိုရင်ခဲတာလေး ခေါ်ပေးလိုက်ပါဖဲတာလေးထည့်ပေးလိုက်ပါเนาะအဲ့တော့ keyboard ကနေ shift key ရဲ့ function key ထဲမှာ f1 နေ upgrade တွေရှိတယ် function key တွေကကျ f6 ပဲပါเนาะအဲ့တော့ shift နဲ့ f6 နဲ့တွဲပြီးတော့နှိပ်ပေးပါဒီလိုမျိုးလေးကြာလာပါလိမ့်မယ်ဒီထဲမှာဖဲတာလေးကို base store အနေနဲ့စင်ပြေတယ်လို့ပြေးလိုက်ပါเนาะကျွန်တော်ကတော့0.5ဖိုင်လောက်ပေးလိုက်မယ်ပြီးရင် okay ကိုပေးလိုက်ပါပြီးသွားရင်ကျွန်တော်တို့ control ရဲ့ g ရဲ့ဓာတ်ပုံလေးကိုပွားပေးလိုက်ပါနော် ကွန်ထရိုးရဲ့ဂျီရဲ့ဓာတ်ပုံလေးပွားပေးလိုက်ပါဒါဆိုလို့ရှိရင်ဒီမှာရှိတဲ့မျက်စိလေးတွေမိတ်လိုက်မယ်နော်မျက်စိလေးတွေမိတ်လိုက်တယ်ဆိုလို့ရှိရင်ကျော်ရဲ့ဓာတ်ပုံလေးကဒီလိုမျိုးလေးရလာမှာဖြစ်ပါတယ်ဒီလိုမျိုးလေးရလာပြီဆိုလို့ရှိရင်ကျော်ကဒီနေရာလေးမှာကလာလေးကိုချိန်ပေးပါဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးမှာနောက်ခံ background ချိန်ဖို့အတွက်ဒီကလာပေါက်လေးမှာနှိပ်လိုက်ပါမယ်နော်အဲ့တော့ဒီကလာပေါက်လေးမှာတစ်ချက်နှိပ်ပေးလိုက်ပါအဲဒီမှာနော်ဒီကလာပေါက်လေးမှာတစ်ချက်နှိပ်ပေးလိုက်ပါโอเคဒီနေရာလေးမှာကျော်ကနှိပ်လိုက်ပြီးသားပြီဆိုလို့ရှိရင်ဟာ အဲ3932 BD လို့ရိုက်ထည့်လိုက်ပါမယ်အဲဒါဆိုရင်ကျွန်တော်က Soft Blue ဆိုပြီးတော့ရလာပါလိမ့်မယ်နော်โอเคသူ့ကို color လေးဖြည့်ဖို့အတွက်ဒီ background မှာတစ်ချက်နေပါ color လေးဖြည့်ဖို့အတွက်ဒီ keyboard ကနေ order ရဲ့ကျွန်တော်တို့ကဒီ best fit ရဲ့နေပေးလိုက်ပါနော်အဲဒီလိုမျိုးလေးရလာမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဒီလိုအပ်တဲ့နေရာလေးလိုက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ပြင်ပေးဖို့လိုပါတယ် အဲ့တော့ဒီဓာတ်ပုံလေးကိုအနားလေးနဲ့ထပ်ပြီးဝါကျင်လဲဆိုရင်ကျွန်တော်ဗလာတူးလေးယူပေးလိုက်ပါနော်ဒီမှာဗလာတူးလေးရှိပါတယ်ဗလာတူးလေးကိုယူပေးလိုက်ပါဒီပေါ်ဆုံးမှာရှိတယ်ဒီဗလာတူးလေးပါနော်ကြက်ဗလာတူးလေးကိုယူပြီးသွားပြီဆိုလို့ရှိရင်ဒီကဒီရဲ့ပုံမှာဓာတ်ပုံရဲ့ပုံမှာအဲ့တော့ selection ပေးဖို့လိုပါတယ်အပေါ်ဆုံးမှာရှိတဲ့ဓာတ်ပုံကိုဒီရာကို selection ပေး selection ပေးပြီးသားဆိုရင်ဒီလိုမျိုးလေးဗလာတူးလေးနဲ့နိုင်ပြီးတော့ဝါပါကျွန်တော်တို့အပေါ်မှာ struct ကိုလည်း ဆယ်ပြရာထားပါတော့ကျွန်တော်ကတော့30လောက်ပဲထားပါတယ်အဲ့တော့ keyboard ကနေ2ကိုနှိပ်တယ်ဆို20ဖြစ်ပါတယ်1ကိုနှိပ်တယ်ဆိုရင်30ပေါ့နော်ဒီလိုမျိုးလေးဖြစ်တော့မှာဖြစ်ပါတယ်အဲ့တော့ဒီအသားလေးတွေကိုလိုက်ပြီးတော့နည်းနည်းလေးဝါပေးလိုက်ပါနော်โอเคဒါဆိုရင်ကျွန်တော်လမ်းစဉ်ပုံလေးရသွားပြီပေါ့နော်ပြီးတော့အဲ့သူ့ကိုကျွန်တော်စေ့ပါမယ်ဓာတ်ပုံလေးကိုစေ့ဖို့အတွက်ကျွန်တော် control ရဲ့ control order s ကိုနှိပ်ပါ ဟိုဖိုင်ထဲမှာရှိတဲ့စရက်ကိုနှိပ်လဲရပါတယ်အဲ့တော့ကိုသိမ့်မဲ့နေရာလေးကိုရေးပါเนาะရွေးပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့ကဖိုင်နေလေးပြီးပြီးတော့စိတ်ဆိုတာလေးကိုနှိပ်လိုက်ရပါရသွားမှာဖြစ်ပါတယ်အဲ့တော့ message တို့အနေနဲ့ဒီ photoshop နဲ့ license တက်ပုံထုတ်တဲ့နေ့လေးကိုပေးကြတာဖြစ်ပါတယ်အဲ့တော့ဒီနေ့လေးကိုရမယ်လို့ထင်ပါတယ်အားလုံးစင်ကြပါစေခင်ဗျာ